နမောတတ္တဘုရားရှိခိုးတပိညုတဉာဏ်တော်ဘုရားရှိခိုးရှင်နုရုဒ္ဓမထေရရဲ့ယတနာတရပနာမှာဘုရားရှိခိုးကိုစပြီးတော့ပူဇော်ပေးပါမယ်ခင်ဗျာနမောတတ္တဘဂဝါတောအရဟတောဓမ္မတံဗုဒ္ဓတောနမောတတ္တဘဂဝါတောအရဟတောဓမ္မတံဗုဒ္ဓတောနမောတတ္တဘဂဝါတောအရဟတော တမတံဘုဒ္ဓတာတိယမံကမကြံရအောင်လုံးဝစုံလင်အကုန်မြင်တပ်ပင်ရန်တော်အစွမ်းတီတီတီတရားညာအပြာ၌ဟောတာစပွဲဤအသွဲသွဲကိုရှယ်လဲစုံလင် အကုန်မြင်တပ်ပင်ရန်တော်အစွမ်းတီကြွထိုက်ကြပေရဝေနေဤ Injury is a right to a jai ko. Nai cho so lin a go mien. တပ်ပင်ဉဏ်တော်အစွမ်းဒီဉဏ်တော်ဆွမ်းပကဤ၃ပါးကြောင့်အများဝေနေကြောလောစေဖို့မနေမနာတတော်အားဖြင့်ကြီးမားလေပြီးရှစ်ဆယ်ပြည့်၍ပြိနိဗ္ဗာန်စံတိတိုင်အောင်တည်ယူဆောင်ဘုံကောင်းငါတို့ဖျားတီတပညုဒညာနာတခင်ဖျားရှင်အားယုတိမြတ်တို့လက်စုံမို့ရှိကူကြတော်ပါ၏ဖျား သမာတံဗုဒ္ဓမတုလံတတတ္တမဂနုတ်တမံအဘိဝါဒိယဘာသိတံအဘိဓမ္မထသင်္ကဟံတာတုတာတုတာတုဒီကကြောဓမ္မမိတ်ဆွေများအားလုံးမင်္ဂလာပါဒီကနေ့ဓမ္မမိတ်ဆွေတို့ကိုစေတသိက်ပိုင်းနဲ့ပတ်သက်ပြီးတော့နံပါတ်အဲ့နော်ရှင်ရချင်းမရှင်ရချင်းဆိုတဲ့အကြောင်းပြချက်လေးတို့ကိုဆွေးနွေးပေးမှာဖြစ်တဲ့ရှင်သာတိနေရာမှာပေါ့နော်ဒါသင်္ကဟနီးနဲ့တံပြောကနီးနှစ်နီးကိုကျွန်တော်ရောသမမှွေပြီးတော့ရေးလိုက်တာပေါ့ ရေးလိုက်ပြီးတော့ဘာကြောင့်ရှင်းတာလဲပေါ့နော်ဝိတ္တစေတသိက်မှာတွေ့ပြဇာဝิญဉ္ဇေဘာကမရှင်းဘူးဆိုရင်လည်းဘာကြောင့်မရှင်းတာလဲပေါ့နော်ဘယ်စေတသိက်မှာဘယ်စိတ်တွေကရှင်းနေဆိုရင်လည်းဘာဖြစ်လို့ရှင်းရတာလဲဆိုတာကိုအကြောင်းပြချက်တွေကိုကျွန်တော်ဇာတ်လေးနဲ့စာကြည့်လွတ်လွယ်အောင်လို့စုပြီးတော့ရေးလိုက်တာဖြစ်တယ်ဒါကသင်္ကဟာနီနဲ့တံပြောကာနီနှစ်နီးကိုကျွန်တော်ရောသမောင်မှွေပြီးတော့ရေးလိုက်တာဘာကြောင့်လဲဆိုတော့ဆရာမကြီးရဲ့စာအုပ်မှာဆိုလို့ချင်းရှင်းမှာကြင်ကြင်ကြင်ကြည့်ပြီးတခါနောက်တစ်ခေါက်ကြရင်တစ်မျိုးပြန်ဖြစ်တော့နောက်တစ်နီးကြလည်းဒီတာပဲပြန်လာနေမုံလုံးစကူကတ်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ရောသမောင်မှွေပြီးတော့တစ်ခေါက်တစ်ခေါက်သေးပဲရေးလိုက်တယ်မမေဆွေတို့ကဘလို့ လိုပဲမင်းမင်းစိတ်နဲ့စိတ်တသိပ်ဘလိုပဲမင်းမင်းဒါဒီတိုင်းပဲဖြစ်ရမှာဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့တစ်ခေါက်ကြက်ထားရင်လွယ်လိမ့်မယ်ဒီမှာမိတ်ဆွေတို့တဲ့စိတ်တသိပ်ပိုင်းကအရန်ကိုလွယ်အောင်ကျွန်တော် ပြုပြင်ပေးထားတာဖြစ်တယ်ပကိန်းစိတ်တသိပ်ကိုအရင်ကြည့်မယ်ဆိုလို့ချင်းရင်ဝီတက်ဝိတေသောမဝိสารမှာဆိုလို့ချင်းရင်တွေးပြင်စဝဉ္ဉင်၁၀ပါးကမရှင်ဘူးတဲ့မရှင်ဘူးဆိုဘာကြောင့်မရှင်တာလဲပေါ့အကြောင်းပြချက်ကပင်ကိုသဘောအားဖြင့်တွေးပြင်စဝဉ္ဉင်၁၀ပါးတို့သည်ပင်ကိုသဘောအားဖြင့်ဝိတေကင်းသောကြောင့်အဲအကဘာလဲ ဝိတ္တစိတ်တသိန်းတိုင်းတွေပြင်စားဝิญဉ်ဆယ်ပါတို့မရှင်ရခြင်းဖြစ်ပါသည်ဒါပဲနော်ဒီမှာမိဆွေတို့ကဒီအချင်းချုပ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီမေခွန်းရဲ့ဗာလဲနောက်ဆုံးအပိတက်ကလေးတွေကိုတော့ကိုယ့်ဘာသာကိုပြန်ရေးပေးပေါ့နော်အဓိက main စာလုံးကိုရရင်ရပြီနော်ဝိสารာဆိုလို့ချင်းဝိုင်းကွင်းလေးရေးတဲ့အတွက်ကြောင့်မို့လို့တွေပြင်စားဝิญဉ်ဆယ်ပါတို့သည်ပင်ကိုယ်သဘောအပြင်ဝိสารာကင်းတော်ကြောင့်ဝိสารာစေတသိမ့်၌တွေပြင်စားဝิญဉ်ဆယ်ပါတို့မရှင်ရခြင်းဖြစ်ပါသည်အဲနော် ကျွန်တော်ရဲ့ဇာတ်ရည်ကိုလေ့လာတဲ့အခါမှာဓမ္မမိတ်ဆွေတို့ကဒီသုတဓမ္မတွေမှာရောသုတဓမ္မကဝေးတီတွေမှာရောဒီဒီကကျော်ဗီဓမ္မတွေမှာအကုန်လုံးကိုဓမ္မမိတ်ဆွေတို့ကိုဒါတမျိုးတည်းပဲကျွန်တော်သုံးထားပေးတယ်နော်ဒီစေတသိက်ဆိုဒီညာဘက်ကအချမ်းလေးပဲဓမ္မမိတ်ဆွေတို့ညာနဲ့ဘယ်နဲ့ကတော့တန်းတယောက်နဲ့တယောက်ခေါ်တာမတူဘူးနော်ဒီစေတသိက်ပဲအချမ်းလေးကအတိုင်ပေါ့နော်ဟိုဘက်ကကျတော့ဒီဘက်ကအဒံအဲအဲ့လိုမျိုးလေးမှတ်မယ်နော်စာဂျက်တန်နီယာအဲ့လိုမျိုးလေးကျင့်မယ် နောက်တစ်ခုအားတွေ့ we did တို့ဝိစာရလို့ဒီဒုတိယဆန်စသည်တဲ့အဲ့ဒါကတတိယဆန်စသည်ဆိုတော့သုံးထားပေးတယ် we did ဝိစာရတွေကကြတော့အဲ့ဒါက we did ဆိုလို့ကြည့်ရင်ဒါဒုတိယဆန်မှာမပါတော့ဘူးပေါ့နော်ပြီးရင်ဝိစာရဆိုလို့ကြည့်ရင်ဒါဒုတိယဆန်မှာပါတယ်တတိယဆန်မှာမပါတော့ဘူးကြတော့ white queen white queen သုံးထားပေးတယ်နော် we did ကဒုတိယဆန်မှာမရှိတော့ဘူးဘာကြောင့်လို့မရှင်းတာလဲဆိုရင်ဘာဝနာဤအစွန်းဖြင့် we did ကို pair up ပြီးဖြစ်တော့ကြောင့် we did ဒုတိယဆံမှာဝိတက်ကမရှင်တော့ဘူးเนาะဝိสารဆိုရင်တတိယဆံမှာမရှင်တတိယဆံသဒုဋ္ဌဆံအာပြစ္စမဇန်နေမှာဝိสารမရှင်တော့ဘူး။ဘာကြောင့်မရှင်တော့ဘူးလဲဆိုရင်ဘာဝနာရဲ့အစွမ်းပြင်ဝိสารကိုပယ်ပြီးဖြစ်တော့ကြောင့်မတူးเนาะတွေ့ပြင်းစဝင်ခြင်း၁၀ပါးမှာကျတော့ပင်ကိုယ်သဘောအပြင်ပယ်ထားတာ၊နေရယ်အပြင်ပယ်ထားတာ။ ။အဲကျွန်တော်ဒီဒုတိယဇန်တတိယဇန်နေမှာဒုတိယဇန်မှာဆိုလို့ချင်းရင်ဒါပါလဲဝိတ္တတတိယဇန်စတိမှာကျတော့ဝိစာရကိုပယ်တာပါမရှင်းတာပါကြောက်လဲဆိုရင်ဘာဝနာရဲ့အစွန်းပြင်ပယ်ထားတဲ့အတွေ့အကြုံမို့လို့မရှင်းရခြင်းဖြစ်တဲ့ဒါကရပြီ။အဒီမောက်ခဆိုလို့ချင်းရင်တွေးပြင်စဝိညာဉ်30ပါးဒီအဒီမောက်ခမှာမရှင်းဘူး။ဘာကြောင့်မရှင်းလဲဆိုရင်သူဒီဒီတွေးပြင်စဝိညာဉ်30ပါးဆိုတာကမြင်ယုံကြားယုံစသောသဘော မျှတာဖြစ်၍အလွန်အားနည်းကအာယုံကိုမဆုံးဖြတ်နိုင်တဲ့အတွေ့အကြုံမို့လို့သူတို့ဒီမြင်ကမတ်တကြားကမတ်တလေးပဲဖြစ်တဲ့အတွေ့အကြုံမို့အာယုံကအလွန်အားနည်းတယ်အားနည်းတဲ့အတွေ့အကြုံမို့လို့ဒါကဘာအာယုံလဲဆိုတာကိုမဆုံးဖြတ်နိုင်ဘူးဒါကြောင့်မို့လို့သူဒီအဒီမောက်ကမှာမရှင်ရခြင်းဖြစ်တယ်တွေ့ပြင်စဝင်ခြင်းဆယ်ပါးဒီအဒီမောက်ကမှာမရှင်တာဘာကြောင့်လဲဆိုရင်အာယုံကိုမြင်ယုံကြားယုံမျှသဘောပဲဖြစ်တဲ့အလွန်အားနည်းတယ်မဆုံးဖြတ်နိုင်တဲ့အတွေ့အကြုံမို့လို့ဒီမောက်ကစေတသိက်၌တွေ့ပြင်စဝင်ခြင်း၁၀ပါးမရှင်ရခြင်းဖြစ်ပါသည် အဒီမောက်ခစေတသိမ့်မှာဝီစီကိစ္စတံပြုတ်စိတ်တွေမရှင်ရခြင်းဆိုလို့ချင်းအဒီမောက်ခကကြတော့အာယုံကိုဆုံးဖြတ်တဲ့အရှင်းအာအပြင်ဖြစ်တဲ့ဒီဝီစီကိစ္စကကြတော့ဒါပါလဲဟိုပါဖြစ်တယ်နော်ဗါလဲဝီစီကိစ္စရှင်တဲ့စိတ်တွေကကြတော့စိတ်ဝီစီကိစ္စဆိုတာကသူကဒုလောဒုလောဖြစ်နေတာပေါ့နော်နှလုံးအဖြစ်တော့နှလုံးနှစ်ခွဖြစ်ခြင်းဆိုတာအာယုံကိုမဆုံးဖြတ်နိုင်ဘူးအဲ့လိုသဘောရှိတဲ့ဝီစီကိစ္စစိတ်မှာဝီစီကိစ္စကကြတော့ဒုလောဒုလောဖြစ်တဲ့အာယုံကိုမဆုံးဖြတ်နိုင်တဲ့သဘောရှိတယ်အဒီမောက်ခကကြတော့တိတိကျကျအာယုံကိုဆုံးဖြတ်နိုင်တဲ့သဘောရှိတယ်သူက definite သမားပေါ့နော် ်စာအုပ်ကြီးအတိုင်းလုပ်တာအဲဆိုတော့နှစ်ယောက်ကသဘောတရားမတူတဲ့အတွက်ကြောင့်မို့လို့ရှင်လို့မရဘူးပေါ့နော်နားလည်မလားဒါဆိုဒီအဖြေလေးပဲဖြေပေးမယ်နော်နောက်တစ်ခုကပီတိပီတိဆိုလို့ကျင်တော့အဲ့ဒါက ပီတိဆိုရင်ဒုက္ခတဟာကုတ်ကာယဝိညာဉ်စိတ်တည်အဲကဒုက္ခတဟာကုတ်ကာယဝိညာဉ်စိတ်မှာပီတိမရှင်မှုဘာကြောင့်မရှင်လဲဆိုလို့ချင်းကိုယ်၌ဖြစ်သောချမ်းသာကိုအနာကခံစားသောကာယိကဖြစ်တဲ့ဒီဒုက္ခတဟာကုတ်ကာယဝိညာဉ်စိတ်ဆိုတာခန္ဓာကိုယ်မှာဖြစ်တဲ့ချမ်းသာမှုကာယိကဖြစ်တဲ့ပီတိဆိုတာကကျတော့စိတ်ချမ်းသာတာဆိုတော့သူကမနတိမနတိမနတိကပါเนาะ ပီတိကစိတ်မှာဖြစ်တယ်ဒုက္ခတာဟာကိုကာယဝิญဉ်စိတ်ကကြတော့ကိုမှာဖြစ်တယ်ဆိုတော့ကိုနဲ့စိတ်ဆိုတော့မတူဘူးဒါကြောင့်မို့လို့ရှင်တို့မရဘူးပေါ့နော်ဒါဆိုရင်ဖြေပုံဖြေနည်းကပီတိသည်ကာကာယဒုက္ခတာဟာကိုကာယဝิญဉ်စိတ်သည်ကို၌ဖြစ်သောချမ်းသာကိုခံစားသောကာယိကဖြစ်၍ပီတိကစိတ်ချမ်းသာကိုခံစားသောမနတိကဖြစ်သောကြောင့်ပီတိ၌ပီတိစေတသိက်၌ဒုက္ခတဟာကိုကာယဝิญဉ်စိတ်မရှင်ရခြင်းဖြစ်ပါသည်ဆိုပြီးတော့ဖြေပေးမယ်။နောက်တစ်ခုကပီတိကသရုပ်တန်၁၁ပါးမှာမရှင်ဘူး။ဘာကြောင့်လဲဆိုတော့ သဒုဒ္ဓသင်္ဆက်တစ်ပါးကဘာဝေဒနာဖြစ်နေလဲဆိုတော့ပီတိကိုဘာဝနာဤအစွန်းမြင့်ပယ်ထားတဲ့အတွက်ကြောင့်မို့လို့ရှင်လို့မရပါဘူးတဲ့ပြီးပြီဒါပဲเนาะပီတိဘာကြောင့်မရှင်လဲဆိုဘာဝနာဆွဲနဲ့ပယ်ထားလို့ပီတိနဲ့ဒေါမနတတဟကုစိတ်နဲ့ဘာကြောင့်မရှင်တာလဲဆိုတော့ပီတိကချမ်းသာတာเนาะပျော်ပျော်ရွှင်ရွှင်ဖြစ်နေတာဒေါမနတစိတ်မှာပဲရှင်တယ်ဒေါမနတကကြတော့ဗာလဲကျန်တဲ့ခက်တဲ့သဘောရှိတယ်အဲဒါနှစ်ခုတည်းဗာလဲစန့်ကျင်တဲ့သဘောရှိတဲ့အတွက်ကြောင့်မို့လို့မရှင်ဘူးပေါ့ဒေါမနတ ဒီနေရာမှာဖြေပုံဖြေညီကပီတိသည်နှစ်သက်သောသဘောရှိတယ်ဒေါမနတသည်ဒေါသသည်ကြံတတ်တဲ့သဘောရှိတယ်စန့်ကျင်တဲ့အတွေ့အကြုံမျိုးလို့ပီတိစိတ်တသိမ့်၌ဒေါမနတသဟာကုတ်စိတ်မရှင်ရခြင်းဖြစ်ပါသည်နယ်လေးပြုပြင်ပြီးတော့ရေးပင်မယ်နော်ပြီးတဲ့အခါမှာဆိုရင်ဥပက္ကသဟာကုတ်စိတ်မှာပီတိမရှင်မှုတဲ့ဘာကြောင့်လဲဆိုတော့ပီတိကဒေါမနတဝေဒနာနဲ့အမြဲရှင်နေပေါ့နော် ပြီးရင်နောက်တစ်ခုက63ပါလားเนาะ62ပါ63 62ပါ63ပါနဲ့ရှင်းတယ်အဥပက္ကသာကုစိ55ပါကကြတော့သူကအမြဲတမ်းပေါ့နော်ပြောပြောလည်းမပြောဘူးရှင်လည်းမရှင်ဘူးဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ပါလဲအဲ့ဒါကမရှင်ဘူးပေါ့နော်ပီတိကသောမနတဝေဒနာနဲ့အမြဲရှင်တယ်ဥပက္ကသာကုစိနဲ့မရှင်ဘူးတဲ့ဒါကြောင့်မို့လို့เนาะ သဘောတရားမှမတူတာเนาะပျော်ပျော်ရွှင်ရွှင်နဲ့ဟိုကမူတူတူငေးတေးတေးအနက်ကနက်ကလေးဖြစ်နေတဲ့ပုံစံပုံကုန်နဲ့တူမှမတူတာเนาะနောက်တစ်ခုကကြတော့ဝီဒီယဝီဒီယမှာဆိုရင်ပြင်ဆထားတာဝက်ဆမ်ဆတော့တစ်ဆက်လျှောက်အနက်ကပါတာဒီဟာကိုကျွန်တော်တို့ရိုးရိုးတမ်းမှာဆိုအဝီဒီယစိတ်တစ်ဆက်လျှောက်ပါလို့ခေါ်တယ်เนาะအာဝီရိယစေတစေချောက်ပါဟာဆိုလို့ချင်းသူတို့ကအားနေပြီးတော့ဘူကိစ္စမတက်နိုင်တဲ့အတွက်ကြောင့်မို့လို့ဘူထိုက်တော့တရားဒီပါလဲဆိုလို့ကြတာကမရှင်းနိုင်ဝီရိယဆိုတာကကြတော့လုံးလာစူးစမ်းတဲ့အတွက်ကြောင့်မို့လို့သူကဘူထိုက်တယ် ပြင်စားရတာဝဆန်းစားတဲ့စိတ်16ပါးကကြတော့ပြင်အားနေတဲ့အတွက်ကြောင့်ဘုံမထိုက်ဘူးဒါဆိုရင်ဘုံလို့ရှင်တဲ့ပုံကိုယ်နဲ့ဘုံမလို့ရှင်တဲ့ပုံကိုယ်နဲ့ကသဘောတရားမတူဘူးပေါ့နော်ဘုံကိစ္စလည်းမတက်နိုင်တဲ့အတွက်ကြောင့်မို့လို့ဘုံထိုက်တဲ့တရားဝိရိယမှာရှင်လို့မရဘူးတဲ့ဒါကိုဆောင်ဝဲဖြေတဲ့အခါကျရင်ပြင်စားရတာဝဆန်းစားသောစိတ်16ပါးသည်အားနေ၍ဘုံကိစ္စမတက်နိုင်သောကြောင့်ဘုံထိုက်သောတရားဝိရိယ၌မရှင်နိုင်ရခြင်းဖြစ်ပါသည်။နားရအောင်။ဆန္ဒနဲ့ဘာလဲကမောဟတို့အာဟိမှု မောဟနဲ့ပါလဲဆိုလို့ချင်းအာဟိစိတ်မောဟမူစိတ်ရဲ့အာဟိစိတ်ရဲ့ဒီစိတ်တရားဆိုအာဟိစိတ်18ပါမောဟမူစိတ်က2ပါပေါင်းလိုက်တော့စိတ်20အဲ့ဒီစိတ်20ဟာဆန္ဒမှာမရှင်ဘူးဘာကြောင့်လဲဆိုတော့ဆန္ဒသည်အလိုရှိသောသဘောမျိုးဖြစ်၍မောဟအာဟိစိတ်တို့သည်အလိုဆန္ဒကင်းသောကြောင့်အတူမတူနော်ဆန္ဒကကြာလိုချင်တဲ့သဘောရှိတယ်မောဟနဲ့အာဟိစိတ်ကကြာတော့ပါလဲလိုချင်တဲ့စိတ်မရှိဘူးပေါ့နော်လိုချင်တဲ့ဆန္ဒကင်းနေတယ်ဆိုတဲ့အတွက်ကြောင့်မို့လို့ဒီဆန္ဒစေတသိမ့်နဲ့မောဟမူနဲ့အာဟိစိတ်တို့မရှင်ရခြင်းဖြစ်ပါသည် ဒါဆိုရင်မနေ့တုန်းကတော့ဘယ်စိတ်မှာဘယ်စိတ်တိတ်အဘယ်စိတ်တိတ်မှာဘယ်စိတ်တွေမရှင်မှုမရှင်မှုဆိုပြီးတော့ကြက်ခဲ့တယ်ပေါ့နော်ဒီနေ့ကျတော့ဘာကြောင့်မရှင်လဲဆိုတာကိုပြန်ပြောတယ်နော်အဲ့ဒါကဒွေးဝီအဲ့ဒါဓမ္မမိတ်ဆွေတို့ဟိုကြပြားလေးကြက်ခဲ့တယ်ဟုတ်ဝီတင်နဲ့ဝီစာနာဆိုရင်ဒွေးပြင်စားဝင်ရင်ဆယ်ပါဘာလဲမရှင်တာကိုလေဒွေးကျင်ဒွေးကျင်ဒီဘက်ကဓမ္မမိတ်ဆွေတို့ကပကင်းစိတ်တိတ်ကိုအလွတ်ချက်ထားမယ်နော်ဝီတဲဝီစာရာအဒီမောက်ကပီဒီဆန်ဝီရိယာဆန္ဒဟိုဘက်ကကျတော့ဘာလဲဒွေးကျင်ဒွေးကျင်ဒွေးဝီကျင် တွေးဝီကျင်ဆိုတာတွေးပြင်စားဝင်ကျင်ဆယ်ပါနဲ့ဝီစီကိစ္စကျင်းသွားတာကအဒီမောက်ကတွေးကျင်တွေးကျင်ဆိုတာကပထမတွေးကျင်ဒီဝီတက်နောက်တစ်ခေါက် တွေးကျင်ဒီပါလဲဝီစာရအင်းမီဒီမှာကြတော့ဘလို့ရေးတာလဲ ပိဋိရှင်ကြတော်မနတ္တပိဋိရှင်ကြတော်မနတ္တသရုဒ္ဓဇံအာကျင်ထားလေပြန်ဆိုရင်ပိဋိတိတော်မနတ္တနဲ့ရှင်နေပြီးတော့သရုဒ္ဓဇံကိုတော့တော်မနတ္တဖြစ်တဲ့ဒီသရုဒ္ဓဇံမှာကြတော့ပိဋိကမရှင်မှုပေါ့နော်ဒါရှင်ကျက်လေးမှတ်ထားမယ်ပေါ့အင်း မောဟစိတ်မှာကြတော့မောဟမူတွေကျင်ပေးစန္ဒံဆိုတော့မောဟနဲ့မောဟမူနဲ့အာဟိစိတ်တွေကကြတော့စန္ဒမှာကျင်နေဆိုပြီးတော့မှတ်ထားပေးတယ်ပေါ့နော်အဲဒီကြပြလေးကျွန်တော်လည်းမေ့သွားပြီနော်ဓမ္မမေဆွေတို့ဟာလေးရရင်တော့လည်းဓမ္မမေဆွေတို့ကိုပြန်ပြီးတော့ slide show ထဲမှာပြန်ထည့်ပေးမယ်နော်ဒီဟာလေးကိုအင်းနောက်တစ်ခုကြတော့အကုသိုလ်စေတသိက် အကုသိုလ်စိတ်တိတ်မှာဆိုလို့ရှိရင်နောက်တစ်ခုကဒါရှင်းရခြင်းဖြစ်သွားပြီเนาะအကြောင်းပြချက်ကရှင်းနေဆိုဘာကြောင့်ရှင်းတာလဲဆိုတာကိုပြန်ရေးပေးရမယ်။မောဟစသောစိတ်တိတ်၄ပါးဒါကတပ္ပကုသလာတာတာရဏစိတ်တိတ်ပေါ့เนาะမောစဒုတ်၄ပါးမောစဒုတ်၄ပါးဒီအကုသိုလ်စိတ်၁၂ပါးလုံးမှာရှင်းနေဘာကြောင့်ရှင်းတာလဲအကြောင်းပြချက်မေးမယ်เนาะအမတဲပါဏာတိပါဒစသောအကုသိုလ်တို့ကိုလွန်ကျူးသူတိုင်းသည်အကုသိုလ်တို့ကိုပြုကျင့်ရာ၌မောဟဖြင့်အပြစ်ကိုမမြင်ဘဲ စေတသိက်၄ပါးလုံးဟာဆိုလို့ချင်းဘာကြောက်ရှင်လဲဆိုတော့အမှုတွေပြုတ်လုတဲ့အခါမှာမကောင်းမှုတစ်စရဲ့အကုသို့အမှုတွေကိုပြုတ်လုတဲ့အခါမှာဆိုလို့ရှိရင်မောဟကအပြစ်ကိုဖုံးနှားပေးတယ်မမြင်ဘူးပေါ့နော်အပြစ်ကိုအပြစ်လို့မမြင်ဘူးအာဟိရိကကကြတော့မကောင်းမှုကိုမဆက်ဆုပ်ဘဲမကောင်းမှုကိုသူကမဆက်ဆုပ် ်ကျော်နော်နောက်တော့အနုတ္တပကကျတော့မကောင်းမှုကိုမကြောက်လန့်ဥဒ္ဒစကကျတော့စိတ်ကပါလဲတွေ့ဝေပြန့်လင့်နေတဲ့မငြိမ်းအေးစေပဲအကုသိုလ်တို့ကိုပြုကျင့်ရသောကြောင့်၎င်းနောက်တော့ဒီစေတသိက်၄ပါးလုံးရှိမှသာလျှင်အကုသိုလ်စိတ်တွေကဖြစ်နိုင်တဲ့အတွက်ကြောင့်မို့လို့၎င်းမောစတုတ်၄ပါးဒီအကုသိုလ်စိတ်၁၂ပါးလုံး၌ရှင်ရခြင်းဖြစ်ပါသည် နားလည်မလား ပါဏာတိပါဒအမှုတွေကိုပြုလုပ်တဲ့အခါမှာမောဟကလည်းအပြစ်ကိုဖုံးနာပေးတယ်။အာဟိတိကလည်းမကောင်းမှုကိုမဆက်ဆုပ်ဘူး။အနုတ္တပကလည်းမကောင်းမှုကိုမငြိမကြောက်လန့်ဘူး။ဥဒ္ဒစကလည်းစိတ်ကိုတွေ့ဝေပြီးတော့မငြိအေးစေဘူး။အဲ့လိုလုပ်ပြီးတော့ပြုလုပ်ကြတယ်တဲ့ပြီးတော့ဒီစေတသိက်၄ပါးလုံးရှိမှသာလျှင်အကုသိုလ်စိတ်တွေကဖြစ်နိုင်တယ်ဒါကြောင့်မို့လို့ဒီစေတသိက်၄ပါးလုံးဒီအကုသိုလ်စိတ်၁၂ပါးလုံးမှာရှင်ရခြင်းဖြစ်တယ်တဲ့ ဒါဆိုရင်ရပြီနောက်တစ်ခုကလောဘသည်လောဘမူစိတ်၈ပါးလုံးမှာရှင်တယ်။ဘာကြောင့်လဲဆိုတော့ဒီလောဘမူစိတ်၈ပါးလုံးဟာတို့ချင်းလောဘအရှိခံပြီးဖြစ်တဲ့အတွေ့အကြုံမို့လို့ရှင်ရခြင်းဖြစ်တယ်တဲ့။လော်လော်လေးရတူတူလေးနော်။ဒိဋ္ဌိဒိဋ္ဌိသည်လောဘတဟာကိုစိတ်၌သာရှင်ရခြင်းအယံမေးတယ်။2024နောက်ဆုံးမေးထားတယ်နော်။မနေ့တော့ဒီ မင်းတော်ကတက္ကရာအစရှိတီတို့တိုင်ငါဤကိုအစရှိတီတို့ဤအစွန်းပြင်းမှားသောနှလုံးသွင်းကိုအရာကပြုတ်တော်သူအားထိုတက္ကရာတရားတို့၌မျက်နှုတ်ခင်မြင်ခြင်းဖြစ်သောကြောင့်ဒိဋ္ဌိသည်လောဘတဟကုတ်စိတ်၌သာရှင်ရခြင်းဖြစ်ပါသည်အာကျွန်တော်တို့တွေဟာဆိုကျွန်တော်တို့ရဲ့ခန္ဓာကိုယ်တက္ကရာကိုငါခန္ဓာကိုယ်ငါခန္ဓာကိုယ်ဆိုပြီးတော့မှတ်နေတာမှန်တော့ဒါကိုယ်ခန္ဓာကိုယ်မဟုတ်ဘူးပေါ့ဒါယုတ်တရားနံတရားနှစ်ခုလည်းဖြစ်နေတာ အဲ့ဒါကိုမာတော်အပြင်နှလုံးသွင်းပြီးတော့ဒါငါရဲ့ခန္ဓာကိုယ်ကြီးဆိုပြီးကိုယ်ခန္ဓာကိုယ်ကိုလှအောင်ဝအောင်ဆိုပြီးတော့စားတောင်းနေတာမျိုးတွေဒါကိုယ့်ရဲ့ခန္ဓာကိုယ်ကိုမြန်နှုတ်ခင်မနေတာဖြစ်တဲ့ဒါကြောင့်မို့လို့သူဒီဒိဋ္ဌိဒီလောဘတဟာကိုစိတ်မရှင်ရခြင်းဖြစ်တဲ့တဲ့နောက်တစ်ခုကမာနာ မာနဟာဆိုလို့ချင်းဒိဋ္ဌိကတဝိပယုတ်စိတ်၌သာရှင်ရခြင်းပေါ့နော်။မာနစေတသိက်သည်ဒိဋ္ဌိနဲ့တခုတည်သောစိတ်တုပ္ပ၌မဖြစ်နိုင်။ဒေါသမူစိတ်စသည်တို့၌လည်းမဖြစ်နိုင်။မာနဟာဆိုလို့ရှိရင်ဒိဋ္ဌိကတအစိတ်တွေနဲ့ဒိဋ္ဌိနဲ့တွဲပြီးတော့လည်းအတုဒကရှင်လို့မရဘူးပေါ့။ဒိဋ္ဌိဖြစ်တဲ့စိတ်မှာမာနဖြစ်လို့မရဘူး။ပြီးတော့တခါဒေါသမူစိတ်တွေမှာလည်းမာနကမဖြစ်နိုင်ဘူး။ဒါကြောင့်မို့လို့မာနသည်ဒိဋ္ဌိမရှင်တဲ့ဒိဋ္ဌိကတဝိပယုတ်စိတ်၄ပါးမှသာလျှင်ရှင်ရခြင်းဖြစ်ပါတယ်တဲ့။ ဒါလေးကိုဒီတိုင်းလေးကျင့်မယ်နော် မာနကဘာကြောင့်လို့ဒိဋ္ဌိကတဝိပုစိတ်မှာရှင်ရလဲဆိုရင်ဒိဋ္ဌိနဲ့လည်းအတူတကွရှင်လို့မရဘူးဒေါသမှုစိတ်မှာလည်းမဖြစ်နိုင်ဘူးဆိုတော့အဲ့ဒါကအဲ့နှစ်ခုကြားမှာရှိနေတယ်ဒိဋ္ဌိကတဝိပုစိတ်မှာရှင်ကိုရှင်မှရတော့မှာပေါ့နော်ဒီလိုဆိုလိုတာပြီးရင်ဆက်ရှင်းပေးမယ်နော်မာနသည်ဒိဋ္ဌိနဲ့တူတူကမဖြစ်နိုင်မရှင်းနိုင်ဆိုမာနသည်ဒိဋ္ဌိနဲ့ဘာဖြစ်လို့တူတူကတွဲလို့မရလဲဆိုတော့ဒီမှာလာပြီเนา ဘာဖြစ်လို့တွဲလို့မရလဲဆိုတော့ဒိဋ္ဌိကကြတော့ငါဤအဲ့ဒါကဒိဋ္ဌိကကြတော့ဒိဋ္ဌိသည်ခန္ဓာကိုယ်၌ငါဆွဲဆွဲ၍ငါရှိဤငါမြဲဤဟုအမြင်မှအယူမှသောအပြင်ဖြစ်ဤဒိဋ္ဌိကကြတော့ဒီခန္ဓာကိုယ်ကြီးမှာဆွဲပြီးတော့ဗာလဲအဲငါရှိတယ်ငါမြဲတယ်ဆိုပြီးတော့အမြင်မှနေတာပေါ့နော်မာနကကြတော့အဲ့လိုဆွဲပြီးတဲ့အခါမှာဆိုရင်ငါကတော်တယ်ငါကလှတယ်ငါကဝတယ်ပေါ့နော်ငါစမတ်ကြတယ်ပေါ့နော်ငါမြတ်တယ်ငါဂုံရှိတယ်ဆိုပြီးတော့ထောင်လွှားသောအပြင်ဖြစ်တယ်တဲ့ ဒိဋ္ဌိကလည်းဒီခန္ဓာကိုယ်ဆွဲပြီးတော့ဖြစ်နေတာเนาะငါငါငါဆိုပြီးတော့အမြင်မှနေတာမာနကကြတဲ့အဲ့ဆွဲပြီးတဲ့အပေါ်မှာထပ်ပြီးတော့တခါငါတော်တယ်ငါမြတ်တယ်ဆိုပြီးတခါထောင်လွှားနေတာဖြစ်တယ်ဆွဲလန်းမှုကတော့ဒီခန္ဓာကိုယ်တစ်ခုတည်းကိုဆွဲလန်းနေတာတွေ့ကြမှုလို့တူတယ်ပေါ့เนาะဆွဲလန်းမှုကတော့တူတယ်ဒါပေမဲ့နှလုံးသွင်းမှုခြင်းကတော့တယောက်ကငါလို့ယူဆတယ်တယောက်ကကြတော့ငါတော်တယ်ငါတက်တယ်ဆိုပြီးသူ့ရဲ့အဲ့ဒါက activity ပေါ့เนาะအရေးအချင်း properties ကိုသူကထောင်လွှားနေတာဖြစ်တယ်တွေ့ကြမှုလို့သူတို့ရဲ့သုံးသပ်ပုံခြင်းကမတူဘူးဒါကြောင့်မို့လို့အတူတကွမရှင်းနိုင်ပါဘူးတဲ့ထို့ကြောင့်စေတသိက်နှစ်ပါးဟာဆိုလို့ရှိရင်ကေတရာစာ ှင်သေမင်းနှစ်ပါးနဲ့တူတယ်ပေါ့နော်ရှင်သေနှစ်ကောင်းဒီတကူတည်းအောင်လို့မရဘူးပေါ့ဒီလိုပဲအဲဒီမာနာနဲ့ဒိဋ္ဌိရာဆိုလို့ချင်းဆွဲလန်းပုံချင်းတူပင်မဲ့လည်းပဲသုံးသက်ပုံချင်းမတူတဲ့အတွက်ကြောင့်မို့လို့အတူတကရှင်တွဲလို့မရဘူးတဲ့ဒီလိုဆိုလိုတာပေါ့ ဒီနေရာမှာဓမ္မမိတ်ဆွေတို့ကိုဆွဲလန်းဆိုတဲ့စာလုံးပေါင်းကိုကြည့်မယ်နော်ဆွဲလန်းဆိုတာကများသောအားဖြင့်နတ်ငယ်နဲ့လန်းကြတာများတယ်လာရည်နတ်ကနတ်ငယ်နဲ့လန်းဆိုရင်မှားတယ်ပေါ့နော်လာကြီးလာနဲ့မနဲ့လန်းလန်းမှသာလျှင်ဆွဲလန်းဆိုတဲ့စာလုံးပေါင်းမှန်မှာဖြစ်တယ်ဒီနေရာမှာဒီဆွဲလန်းဆိုတဲ့စာလုံးပေါင်းရေးတဲ့အခါမှာမှားမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဝိုင်းစုခိုင်သိင်းရဲ့လန်းမကြီးရဲ့ဘေးနော်လမ်းမကြီးကဟောင်းနေတယ်တိုးတော့ဒီလမ်းမကြီးရဲ့ဘေးကိုပဲရောက်ရောက်နေတယ်ပေါ့အဲ့ဒီစာသချင်းလေးကိုဆွတ်ဆိုးလိုက်ဆိုးလိုက်လို့ချင်းအစွဲလမ်းဆိုတာလာရေးမှတ်တာလမ်းဆိုတာဖြစ်သွားလိမ့်မယ်နော် ဒါဆိုရင်ဒီမှာမိတ်ဆွေတို့ဆွဲလန်းစာလုံးပေါင်းမှန်လေးမှန်သွားပြီပေါ့နော်ကျွန်တော်ခုနပြောသလိုပဲเนาะကာကလေးငယ်70ပွဲဆိုရင်ဒါကလေးဒီကာကြီးနဲ့ပေါင်းတယ်ဆိုတာကိုတည်သွားလိမ့်မယ်ဒီလိုပဲကျွန်တော်တို့တစ်ခုခုစာလုံးပေါင်းဒုရဖြစ်လာပြီဆိုလို့ရှိရင်ကိုကိုမှတ်နေကြစာလုံးလေးတွေနဲ့တော်တော်ပြီးတော့ရေးရတာဖြစ်တယ်ပေါ့နော်ကျွန်တော်ဆွေးနွေးတဲ့အတိုင်းမှာနေရာတိုင်းမှာပေါ့နော်ဒီလိုမျိုးဒီ နီးလေးတွေကိုပြောပြောပေးသွားတာဖြစ်တယ်နောက်တစ်ခုကကျတော့မာနသည်လောဘမှု စိတ်မှတပါတော့ဒေါသမှုစိတ်စသည်တို့၌မရှင်နိုင်ခြင်းနဲ့မာနဟာဆိုရင်လောဘမှုစိတ်မှာပဲရှင်တယ်ဒေါသမှုစိတ်တွေမောဟမှုစိတ်တွေမှာမရှင်ဘူးဘာကြောင့်လဲဆိုတော့မာနဟုသည်မိမိကိုယ်ကိုရှေ့ချင်းလျင်မိရာရှိသည့်အဖြစ်ဖြင့်စင်ဆက်လောဘလျင်နှီးစွာသောအကြောင်းရှိသောကြောင့်မာနတက်နေတယ်ဆိုတော့ကိုကိုကိုငါတော်တယ်ငါတက်တယ်အဲငါလှတယ်ပေါ့နော်ကိုယ့်ရဲ့ခန္ဓာကိုယ်ပဲကိုဟာကိုဆွဲလန်းနေတဲ့အတွက်ကြောင့်မလို့သူဒီပါလေ လောဘဖြစ်နေတာအဲလောဘနဲ့သူကနိနိကက်ကအကြောင်းရင်းရှိတဲ့အတွက်ကြောင့်မို့လို့မာနသည်လောဘမှုစိတ်မှာပဲရှင်းနေတော့เนาะအဲ့ဒါကဒေါသတွေမောဟတွေဖြစ်နေတဲ့အချိန်မှာမာနသည်မရှင်ဘူးတဲ့ဒါတွေကခဏခဏမေးတယ်เนาะဒီစိတ်တိတ်စိတ်တိတ်ပိုင်းနဲ့ပတ်သက်ပြီးတော့ဆိုရှင်ပယ်စရာတိတ်မရှိဘူးအကုန်ကျက်ရမယ်เนาะနောက်တစ်ခုကဒေါသမှုစိတ်နဲ့ပတ်သက်ပြီးတော့ကြည့်မယ်ဆိုရင်ဒေါသစသောစိတ်တိတ်လေးပါဒေါသတုပ်လေးပါเนาะဒေါဤမက်ကုတ်ဒေါဤမကုတ်ဆိုတာဒေါသရဲ့အိတ်တာရဲ့မက်ဆရိယာရဲ့ကုတ်ကုတ်စာရဲ့ဒေါဤမကုတ်ဒေါသတုတ်เนาะ ဟိုမှာဆိုလို့ချင်းအတန်ကပါလဲမောစတုတ်လေးပါပါတယ်လဲမောဟိနောအုံနော်မောဟိနောအုံမောစတုတ်မောဟရဲ့အနဟိဒီကရဲ့အနောတပါရဲ့ဥဒ္ဒစာဆိုမောဟိနောအုံမောစတုတ်ဒီမှာဒေါဤမကုတ်ဒေါစတုတ်ဒေါစတုတ်လေးပါကကြတော့ဘာလဲဆိုတော့ဒေါသတိဒေါသမှုစိတ်နှစ်ပါးမှာရှင်တာဘာကြောင့်လဲဆိုတော့လိုင်းတာပေးထားတယ်เนาะဘာကြောင့်လဲဆိုတော့အောက်ကဟာတွေနဲ့ရောပါမှာဆိုလို့ဒေါသစိတ်တိတ်လေးရင်အကြောင်းရင်းအခြေခံရှိတော့ကြောင့်เนาะ ဒေါသစိတ်တသိမ့်နှစ်ပါးဟာဆိုရင်ဒေါသမူလကြောင့်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒေါသရှင်ကိုရှင်မရလိမ့်မယ်သူဒီ main cause ဖြစ်တယ်ဒါကြောင့်မို့လို့ဒေါသစိတ်တသိသည်ဒေါသမူစိတ်နှစ်ပါး၌ရှင်ရခြင်းဖြစ်ပါသည်အိတာမေစရိယကုတ်ကုဆာတို့ကဒေါသမူစိတ်နှစ်ပါးမှာဘာကြောင့်ရှင်လဲဆိုတော့သူမှာသူအကြောင်းပြခြင်းနဲ့သူရှိတယ်အိတာကြတော့သူတစ်ပါးပစ္စည်းကိုညူစုသောအပြင်ဒီနေရာမှာသူတစ်ပါးမှာတာဝန်ပြုရေးဆက်တာတက်ထဲပဲเนาะသူတစ်ပါးပစ္စည်းကိုညူစုသောသူအား ဒါဒေါသမှုစိတ်မှာအိတ်တာခြင်းနဲ့မိမိစီစဉ်ကိုသူတစ်ပါးတို့နဲ့မဆက်ဆံလို့တော့သူကကိုယ်စီစဉ်ကိုသူတစ်ပါးကိုပေးမှာစို့လို့နှမျောနေတာကြတော့မက်ဆေရီယာရှင်တယ်ပေါ့ဒေါသမှုစိတ်မှာဒါဆိုရင်ကုတ်ကုတ်ဆကားကြတော့ဗာလဲပြုတ်လုံပြီးတဲ့ဒုစရိုက်မပြုတ်လုံပြီးတဲ့သူစရိုက်တွေမှာစိုးရင်တော့ကဖြစ်နေတဲ့သူတွေကိုကြာရင်ကုတ်ကုတ်ဆရှင်မယ်အဲ့ဒီပုံကိုယ်တွေမှာလဲဒေါသမှုစိတ်ဖြစ်နေတာပေါ့နော်ထိုးထိုးအာယုံ၌ထိခိုက်ချုပ်ရဲသည့်အစွမ်းပြင်ဖြစ်တော့အိတ်တာမက်ဆေရီယာကုတ်ကုတ်ဆတို့သည်ကုတ်ကုတ်ဆတို့ကိုဒေါသမှုစိတ်တို့၌တာလျင်ရရှင်းကုန်၏တဲ့ဒါဆိုရင် သူတော်ဘာစီစဉ်ကိုညူဆိုတဲ့အခါမှာအိတ်တာရှင်းမယ်သူတော်ဘာကိုယ့်ရဲ့စီစဉ်ကိုသူများကိုပေးရမှာဆိုလို့နှမျောနေရင်မက်ဆေရီယာရှင်းမယ်အဒေါသပူပန်မှုသိုးရင်ဒေါကတွေဖြစ်နေမယ်ဆိုရင်ကုတ်ကုစတွေရှင်းမယ်အဲ့ဒီလိုမျိုးအာယုံနဲ့မတူတဲ့အတွက်ကြောင့်မို့လို့ဒီအိတ်တာမက်ဆေရီယာကုတ်ကုစတွေဟာဆိုရင်ဒေါသမှုစိတ်မှသာလျင်ရှင်းကြကုန်တယ်အမေဆွေတို့ကပေါ့နော်အရံကပါလဲသူများပစ္စည်းတွေကိုပါလဲဆိုလို့ကျအရံကမနာလိုဝင်းတိုနေရင်ကိုဟာကိုအရံကဘာစိတ်ဖြစ်နေလဲဆိုတာကိုကြည့်မယ်ပေါ့ဒါဒေါသမှုစိတ်ဖြစ်နေတယ်ပေါ့နော် ါယူနော်ကိုပစ္စည်းရေနှမျောနေလို့ရှိရင်အဒေါသဖြစ်နေတာနော်ငုံနေလို့ရှိရင်လည်းအဒေါသဖြစ်နေတာတဲ့နော်အဲလိုအဲ့ဒါကကိုဟာကိုကတော့ငုံနေတာပဲပေါ့ဒါပေမဲ့ဗာလဲဟိုဟာအဒေါသဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ဒါဒီဗာလဲအကုသို့ဖြစ်နေတယ်ပေါ့နော် ဒါကိုဆိုလိုတာနောက်တစ်ခါလောဘကိုအရင်ခံ၍ဖြစ်သောမက်ဆရိယဤဒေါသမှုစိတ်တိုင်းရှင်ရပုံတဲ့မက်ဆရိယစိတ်ကမိမိရဲ့ပြည်စိမ်ဥစ္စာကိုအဲ့ဒါကနှမျောနေတာဆိုတော့ဒါလောဘဖြစ်နေတာပေါ့ဒါပေမဲ့လည်းပဲသူဒီဘဲစိတ်မှာလည်းလောဘမှာမရှင်ဘဲနဲ့ဒေါသမှာရှင်တာဘာကြောင့်လဲဆိုတော့ဒီမှာအကြောင်းပြချက်လာပြီးမိမိစည်းစိမ်ကိုလျှို့ဝှက်ခြင်းနှမျောခြင်းဝန်တိုခြင်းဆိုတဲ့လက္ခဏာရှိတဲ့မက်ဆရိယဟာဆိုရင်ဒါလောဘကိုအကြောင်းခံပြီးတော့ဖြစ်တယ်ဟုတ်တယ် လောဘကိုအကြောင်းခံပြီးတော့ဖြစ်တဲ့အတွက်ကြောင့်ကိုပစ္စည်းကိုနှမျောနေတာဒါပေမဲ့လည်းပဲမိမိရဲ့စီစဉ်ကိုသူတစ်ပါးတို့နဲ့ဆက်ဆံမြင်ကိုမလိုလားဘူးသူများကိုမပေးချင်ဘူးမျှတုံးရမှာ share လုပ်ပြီးတော့မတုံးချင်ဘူးပေါ့နော်လာပြီးရင်တီးမခံနိုင်ဘူးဆိုတော့ဘာဖြစ်နေပြီလဲဒေါသတဘောရောနှောနေပါပြီတဲ့ဒါကြောင့်မို့လို့ message ရဖြစ်တဲ့အခိုက်မှာဆိုရင်သူရဲ့ main cause ဖြစ်တဲ့လောဘကတော့ရှုပ်သွားပြီဒါပေမဲ့အရာကဘာဖြစ်နေပြီလဲကိုပစ္စည်းကိုသူများကိုမပေးခြင်းမူရန်ခံနေပြီဆိုလို့ကျင်တော့အရာကတိမခံနိုင်ဘူးမပေးခြင်းမူဆိုတဲ့သဘောဒီပါလဲဒေါသသဘောဖြစ်နေပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ဖြစ်တုန်းကတော့လောဘဖြစ်တယ်ဒါပေမဲ့လောဘကြောင့်အခြေခံပြီးဖြစ်လာတော့လည်းပဲသူတကယ်တကယ် message တွေပါသူများကိုမပေးခြင်းတော့ဘူးဆိုပြီးတိမခံနိုင်တဲ့အချိန်ကြရင်တော့ဒါဒီ message ရဖြစ်နေပြီအဲ့ဒီအချိန်မှာဆိုရင်သူရှင်နေတာကလောဘမဟုတ်တော့ဘူးဒေါသဖြစ်နေပြီဒါကြောင့်မို့လို့ထို့ကြောင့် message ရစေတဲ့တဲ့ဒီ လောဘစိတ်၌မရှင်ပဲဒေါသစိတ်၌သာလျှင် ရှင်ရခြင်းဖြစ်ပါသည်တဲ့ ဒါကိုဆရာတော်ဘုရားကြီးကရှင်းတာပြတယ်နော်သူဆရာတော်ဘိုင်မွန်ခတ်ကျဆရာတော်ဘုရားကြီးရဲ့တရားထဲမှာဆိုရင် message ဒီကြောင်လေးတွေခွေးလေးတွေပေါ့နော်အစာစားနေပြီဆိုလို့ချင်းဘေးနားကိုကြောင်ကောင်ရောက်လာလို့ချင်းကြောင်လေးတွေကလေစားနေရင်တန်လန်နဲ့ဂွီဂွီနဲ့អော်တာပေါ့နော်ရန်ခံတယ်ဆိုတော့သူအစာကိုလူစားမှာဆိုလို့လေနော်အဲ့ဒါဒီပါလဲသူအစာကိုလူစားမှာဆိုလို့ဆိုတော့ဒါလည်းသူစားကျင်နေတာဆိုတော့လောဘဖြစ်နေတာဒါပေမဲ့သူကရန်ခံလိုက်ပြီဆိုတဲ့အတွက်ကြောင့်သူဒီပါဖြစ်သွားပြီတယ်ဒေါသဖြစ်သွားပြီဒါကြောင့်မလို့ message ရဆိုတဲ့သိကလောဘကိုအရင်ခံပြီးတော့ဖြစ်တာတော့ဟုတ်တယ်ဒါပေမဲ့သူကိုယ်တိုင်တကယ်တကယ် message ရဖြစ်လာတဲ့အခါကျရင်တော့သူဒီသူများကိုမလို့ လာတဲ့အတွက်ကြောင့်မို့လို့ဒေါသစိတ်မှရှင်ရပြီတဲ့ဒါဆိုနားလည်ပြီ နောက်တစ်ခုကြတော့ဒေါသမှုမက်ဆရိယာ၅မျိုးရှိတယ်ပေါ့တချို့ဆိုလို့ချင်းကိုယ့်ရဲ့နေရာကိုဖယ်ပေးရမှာဆိုလို့လေကားပေါ်ထဲမှာလေပေါင်းကြီးတွေကားထိုင်တာမျိုးတွေရှိတဲ့တဲ့ချို့မျိုးသမီးတွေဆိုလို့ချင်းကိုယ့်ဘေးမှာယောက်ျားလေးလာထိုင်မှာဆိုလို့ချင်းညသူဆွဲပလိုင်းရင်းရှာဆွဲချင်းကိုရှာထားပေးလိုက်တယ်ဆိုလူထိုင်လို့မရတော့ဘူးပေါ့အဲ့လိုမျိုးတွေပေါင်ကားပြီးယောက်ျားလေးဆိုပေါင်ကားပြီးထိုင်ရင် main ကလေးတွေကဘေးမှာလာမထိုင်တော့ဘူးလေနော်အဲ့ဒါတယောက်တည်းနဲ့နှစ်ယောက်ကိုထိုင်ရတာပေါ့ဒါဒီဒါနေရာမက်ဆရိယာဖြစ်တဲ့အာဝါဒမက်ဆရိယာလို့ခေါ်တယ်နောက်တစ်ခါချို့ကကုလမက်ဆရိယာနော်ကိုကိုနဲ့ခင်နေတဲ့တငယ်ချင်းကိုနောက်တစ်ယောက်နဲ့ခင်သွားမှာစိုးရိမ်တာဒါကကုလမက်ဆရိယာဖြစ်တဲ့ ဲပေါ့နောက်တစ်ခုကျတော့ဗာလဲဆိုလို့ကျဝနမက်ဆရီယာဆိုတာအစင်းလှတာပေါ့နော်ကိုလှမှာဆိုလို့ကိုကလေ cosmetic တခုသုံးလိုက်လို့ကိုကအစင်ပြေနေလှနေသူများမေးတာပေါ့နော်ဟာနင်းမျက်နှာလေးတွေကြည်လင်သွားတာပဲဘာတွေသုံးလိုက်ဘာမှမသုံးပါဘူးရေနဲ့ပဲမျက်နှာတက်တာပါလိမ့်အမှန်တော့သူကမှ cosmetic တွေသုံးနေတာ serum တွေပေါ့နော် ။ဒါကကိုတဲ့လှောက်အောင်ပါဆိုလို့သူသူများကိုမပြောပြတာဒီဝနာမက်ဆေ့ချ်ရဖြစ်တယ်။နောက်တစ်ခုကျတော့ဗာလဲဆိုလို့ချင်းအာဒီတရားဓမ္မစာပေတွေကိုလေ့လာတဲ့အခါမှာကိုတိတာကိုတတ်တာတွေကိုသူများကိုပြန်မျှမဝေပေးဘူးဆိုလို့ချင်းဒါဒီဒါဒီဓမ္မမက်ဆေ့ချ်ရဖြစ်တယ်ပေါ့နော်။ဒါကြောင့်မလို့ကိုတိတာလေးတွေကိုကိုမျှဝေပေးရမယ်ပေါ့နော်။ဒါကတော့အခွင့်ရေးရှိမှမျှဝေလို့ရတာနော်။မျှအခွင့်ရေးမရှိရင်တော့ကိုတိထားပေးမယ်လည်းမျှဝေလို့မရဘူးပေါ့နော်။အဲ့ဒီမှာကိုတိထားတဲ့တစ်လုံးရရနှလုံးရရသူတစ်ပါးကိုမျှဝေပေးတယ်။ဒါမှမဟုတ်ငါတက်တဲ့သင်တန်းကိုလင်လိုက်တက်ပါလားဆိုပြီးတော့အာနီလန်းလေးတွေပြောပြတာမျိုးတွေလည်းလုပ်လို့ရ တယ်ပေါ့နော်ကိုကိုတိုင်းမပြောပြနိုင်ရင်တော့ဒါနီလန်ပေးလို့ရတယ်ဒါကဓမ္မမက်ဆရီယာမဟုတ်တော့ဘူးပေါ့နော်တကယ်လို့ချုပ်ဝဲထားမယ်ဆိုရင်တော့ဒါဓမ္မမက်ဆရီယာဖြစ်တယ်မက်ဆရီယာ၅ပါးထဲမှာဆိုလို့ရှိရင်ဓမ္မမက်ဆရီယာဒီတရားဓမ္မကိုလျှော့ဝဲခြင်းမမျှဝဲခြင်းဟာဆိုလို့ရှိရင်ဒါအစိုးရဆုံးမက်ဆရီယာဖြစ်တယ်ဆိုပြီးတော့ဆရာတော်ဘုရားကြီးကရှင်းပြပေးထားတာဖြစ်တယ်ပေါ့နော် ောက်တစ်ခုကကြတော့ဒေါသမူအသင်္ကာရိကစိတ်၌အိတ်တာမေစရိယကုတ်ကုဆာတို့အတ္တီဒီရှင်ရခြင်းပေါ့နော်ဒေါသမူစိတ်မှာဆိုရင်တသင်္ကာရိကရှိတယ်အသင်္ကာရိကရှိတယ်အဲ့ဒီမှာအိတ်တာမေစရိယကုတ်ကုဆာတို့ကအတ္တီဒီရှင်ကြတယ်သူဟာနဲ့သူရှင်ကြတာဘာကြောင့်လဲဆိုတော့အာယုံမတူလို့လေနော် အိတ်တာဖြစ်ခိုင်မှာအိတ်တာရှင်တယ်မက်ဆရိယဖြစ်ခိုင်ပေါ့နော်ကိုယ့်ရဲ့ပစ္စည်းကိုအာယုံပြုတဲ့အခိုင်မှာမက်ဆရိယရှင်တယ်ပေါ့နော်သူတို့ဘာပစ္စည်းကိုမနာလိုတဲ့အခိုင်မှာဆိုလို့ချင်းရင်အိတ်တာရှင်တယ်သူတို့ဒီပူပေါင်းပြီးတော့မရှင်ကြဘူးနော်မော့စတုတ်၄ပါးလုံးကဆိုရင်ဘာစိတ်ပဲဖြစ်ဖြစ်မော့စတုတ်၄ပါးလုံးကအဆုလိုက်ပြုံလိုက်ရှင်ကြတယ်ဒီမှာကျတော့ဒေါသမှုစိတ်မှာကြတော့ဒေါသဖြစ်တဲ့အခိုင်မှာဆိုရင်ဒါမှသူကရှင်မုံရှင်နေမတူဘူးဒေါသဖြစ်နေတယ်ဆိုပေမဲ့သူမှအိတ်တာရှင်နေတာလားမက်ဆရိယရှင်နေတာလားကိုကိုစရှင်နေတာလားဆိုတာကသူမှအရှင်းနေပေါ်မူတည်သေးတယ်အာယုံချင်းမတူကြပြတဲ့အတွက်ကြောင့်မို့လို့သူတို့ဘာပစ္စည်းကိုမနာလိုတဲ့အခိုင်မှာဆိုရင် ိတ်တာရှင်မယ်ကိုယ့်ရဲ့ပစ္စည်းကိုနှမျောနေတဲ့အခါမှာ message တွေရရှင်မယ်အဒူးစရိုက်တွေ view app တွေဒူးစရိုက်မပြုလိုက်ခဲ့တဲ့ဒူးစရိုက်တွေကိုနောင်တရနိုင်မယ်ဆိုရင်တော့ကိုယ့်ကိုယ်စားရှင်နေမှာဖြစ်တယ်ပေါ့နော်ဒါဆိုရင်ဒီကနေ့အချိန်နေမှာငါအလှူတွေမလုပ်ခဲ့ရဘူးသားသမီးတွေကိုရှင်မပြုခဲ့ရဘူးဆိုပြီးတော့ငိုယုံနေမယ်ဆိုလို့ချင်းအဲ့ဒါဒီကိုယ့်ကိုယ်စားဖြစ်နေတဲ့အတွေ့အကြုံမှုသူဒီဒေါသစိတ်နဲ့ဖြစ်နေတာအဲ့ဒီစိတ်နဲ့များတည်သွားခဲ့မယ်ဆိုသူဒီပါလေဒေါသမှုစိတ်နဲ့တည်သွားတဲ့အတွေ့အကြုံမှုလို့ဘယ်ရောက်မှာလဲငရဲပြီကိုရောက်မှာပေါ့နော် ်လောဘစိတ်နဲ့တည်ခဲ့ရင်ပိတ္တာပြည်သို့ဝင်ဒေါသစိတ်နဲ့တည်ခဲ့ရင်ငရဲပြည်သို့ရောက်မယ်မောဟစိတ်နဲ့တည်ခဲ့ရင်တော့တိရစ္ဆာန်ဖြစ်မှာပေါ့နော်ဒါကြောင့်ဒီကဏီခါမှာဆိုလို့ချင်းအဲ့လိုမျိုးငါအလှမလုပ်ခဲ့ရဘူးဘု து ့ဘာမပေးခဲ့ရအောင်အဲ့လိုမျိုးတွေသွားပြီးမပြောရအောင်နော်ပြီးနောက်တစ်ခုရှိသေးတယ်နော်ဒီကဏီချိန်မှာသာသမီတွေကနေပြီးတော့အမေရွှေတွေငွေတွေဘယ်နောက်ဝတ်ထားတာလဲဆိုလို့ချင်းအဲ့ဒါကသာသမီတွေကိုစိတ်မချဘဲနဲ့တည်သွားတာပေါ့နော်အဲ့ဒါဆိုလို့ချင်းဒါလောဘနဲ့တည်တဲ့အတကြောင့်မလို့ပြိတ္တာဖြစ်နေလိမ့်မယ်ပေါ့နော်ဒါပြိတ္တာကိုတဲ့တကဒီအရက်ထဲမှာဘုလို့ခေါ်ကြလဲဆိုတော့နင်တို့မိဘတွေကတော့မကြွမလို့ဖြစ်နေတယ်ပေါ့နော်နင်တို့တွေကိုဆွဲလန်းနေတဲ့အတွက်ကြောင့်မလို့နင်မိဘ ာတွေတည်ပါတဲ့အခါမှာသားသမီးတွေကိုဆွဲလန်းပြီးတော့မကြုံမလော့ဖြစ်နေကြတယ်ဆိုပြီးပြောကြတယ်အမှန်တော့အဲ့ဒါကသားသမီးတွေကိုဆွဲလန်းနေတဲ့အတွက်ကြောင့်မို့လို့သူဒီလောဘနဲ့တည်သွားတာမို့လို့သူဒီမကြုံမလော့တာမဟုတ်ပါဘူးပြိတ္တာဘဝကိုရောက်နေတာဖြစ်တယ်တဲ့ နောက်တစ်ခုကအဋ္ဌိနမိတ္တတာသင်္ကာရိကစိတ်၅ပါး၌ရှင်းရခြင်းတာသင်္ကာရိကစိတ်၅ပါးဆိုတာလောဘမှုစိတ်မှာတာသင်္ကာရိကစိတ်၄ပါးရှိတယ်ပြီးတော့နောက်တစ်ခုကျတော့ဒေါသမှုစိတ်မှာတာသင်္ကာရိကစိတ်၃ပါးရှိတယ်အကုသောတာသင်္ကာရိကစိတ်၅ပါးမှာဋ္ဌိနမိတ္တရှင်းတယ်။ဘာကြောင့်ရှင်းတာလဲဆိုတော့ထိုးထိုးအမှုကိုပြုခြင်း၌မခံခြင်း နော်တသင်္ကာရီကသာသူကလည်းတုံနေတုံနေဖြစ်နေတာပေါ့နော်ပြင်းကြီးနေတာသူတစ်ပါးကတိုက်တွန်းมาတာလင်းထလောက်တာမို့လို့သူဒီတုံနေတုံနေဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ထိုင်းမိုင်းနေတာမခန့်ဖြစ်နေတာဒါဆိုတော့သူ့ရဲ့သဘောဒီထိနာမိတာသဘောဖြစ်နေတာပေါ့နော် ဒါကြောင့်မလို့ပင်ကိုသဘောအားဖြင့်ထက်ကုန်တော့အသင်္ကာရီကစိတ်တုံတိုင်းမဖြစ်တင်တော့ကြောင်းတော့ထက်တယ်မြင့်မြင့်ဖြစ်တဲ့ပုံကိုယ်တွေမှာဆိုရင်တော့သူဒီတက်ကြွနေတဲ့အတွက်ကြောင့်ထိနာမိတာကအနာကိုကတ်လို့မရဘူးအဲ့လိုပြင်းကြီးပြင်းတွယ်ထိုင်းထိုင်းမိုင်းမိုင်းဖြစ်နေတဲ့ပုံကိုယ်တွေမှာကြတော့သူဒီထိုင်းမိုင်းနေတဲ့အတွက်ကြောင့်ထိနာမိတာတွေကလာရောလို့ရတယ်ဒါကြောင့်မလို့ထိနာမိတာဒီအသင်္ကာရီကစိတ်မှာတော့ရှင်းလို့မရဘူးတာသင်္ကာရီကစိတ်မှာဒါလည်းရှင်းရခြင်းဖြစ်ပါတယ်တဲ့ဒါဆိုရင်အကုသိုလ်စိတ်တွေရဲ့ရှင်မုံရှင်နီးတွေပြီးသွားပြီပေါ့နော် ။ဒါဆိုရင်ဓမ္မမိတ်ဆွေတို့ကိုဒီစေတသိက်တွေဒီအဟိစေတသိက်တွေပြီးသွားရင်နောက်တစ်ခုကကြာပကိန်းစေတသိက်ပြီးသွားရင်နောက်တစ်ခုကကျွန်တော်အကုသိုလ်စေတသိက်တွေမှာဒါစိတ်တွေကရှင်ရခြင်းမရှင်ရခြင်းဆိုတဲ့အကြောင်းပြချက်တွေကိုဓမ္မမိတ်ဆွေတို့ကိုဆွေးနွေးလို့ပြီးသွားပါပြီ။ဓမ္မမိတ်ဆွေတို့လည်းဒါနှစ်ခေါက်လောက်နားထောင်လောက်မယ်ဆိုလို့ရှိရင်ဓမ္မမိတ်ဆွေတို့စာကြည့်ရတာလွယ်သွားမယ်လို့ယူဆပါတယ်။ဒါဆိုလို့ရှိရင်ဒီစေတသိက်ရှင်ရခြင်းမရှင်ရခြင်းနဲ့ပတ်သက်ပြီးတော့ဒီအနာလေးမှာခဏရပ်နာပါမယ်ဓမ္မမိတ်ဆွေတို့